ါရှင်အခုတစ်ခေါက်ပေါ့နော်ပြပြပေးသွားမယ် reading လေးကကြတော့အခုဒီဇင်မာလာတလားစာပေါ့နော်ဒါ H နဲ့ပတ်သက်ပြီးတော့နားထောင်ခြင်းတဲ့သူလေးတွေကိုရဲ့မျောနေတဲ့ H လေးနဲ့ပတ်သက်ပြီးတော့ဒီလထဲမှာဘာတွေဖြစ်လာဖို့ရှိလဲစသဖြင့်ပေါ့နော်အဲ only short reading လေးပါပဲနော်အတူလေးပဲပြပြပေးသွားမှာဖြစ်တယ်ပြောမယ်ဆိုရင်တော့ဒီစပေါ်ပေါ်တော့ဒါပထမတော့စာလေးရေးလို့ပဲဒါမဲ့ဗီဒီယိုလေးပဲလုပ်လိုက်တာပေါ့နော် ဟိုဟာအရှိမှာတော့ single love reading လေးအနေနဲ့မှပိုင်း reading လေးပေါ့နော်စာရေးထားတာလေးရှိပါတယ်အဲ့ဒါလေးကိုမဖတ်ရသေးရင် single လေးရှိသေးဆိုရင်ဖတ်ကြည့်လို့ရပါတယ်နော်အခုကတော့ဒါ ace လေးအတွက်ကြည့်ခြင်းနဲ့လူလေးအတွက်ပေါ့နော် အဲ့တော့ဒီ age လေးရင်နဲ့ပေါ့နော်ဒီလားထဲမှာဘာတွေဖြစ်လာဖို့ရှိလဲကိုအဆက်အသွယ်တွေပြောင်းရဖို့ရှိလားဘလို့ခြင်လေးတွေရှိလဲဆိုတာကိုကြည့်ရအောင်နော်ထုံးစံတမ်းမဲ့ဒါလေးကတော့ပိုင်1ပေါ့ဒီအပေါ်တန်းလေးကအောက်ကကြတော့ဒီအောက်ကတန်းလေးကကြတော့ပိုင်2ပေါ့နော်အဲ့တော့ကိုစိတ်နဲ့တရားလေးကိုရွေးချယ်လိုက်ပါ V1 အမကဗီဒီယိုလေးဖတ်ပြပေးပါပါမယ်နော်ရွေးလိုက်ကြပါအောင်ရှင် okay ရေးပြီးပြီလို့ထင်ပါတယ်เนาะအတော့ဒီပိုင်ဝမ်းလေးပေါ့ကွယ်ပိုင်ဝမ်းလေးကိုရင်ဆုံးကြည့်ရအောင်ဟုတ်အိုးอืมဒီမှာပေါ့เนาะပြောမယ်ဆိုရင်เนาะဆော့ဆော့တွေ့ရခြင်းကတော့ထားပါเนาะထားပါကလေးကြာတာရယ်ဆိုတော့ပိုင်ဝမ်းလေးတွေကလောလောလတ်မှပေါ့เนาะဒါ separation ဖြစ်ထားတဲ့သူလေးတွေပါလိုက်မယ် တကယ်ဟောပေါ့နော်အချင်းနေဂျင်းနေစိုးတခုကိုကြုံခဲ့ရပြီးတော့မှပေါ့နော်အဆင်မပြေမှုတွေနဲ့အဲဒီဂျင်းနေစိုးကတော့ဒီမှာအမမြင်ရတဲ့လောက်ဆိုရင်တော့တပ်ပါတီတပ်ပါတီတွေကြောက်ဖြစ်ဖို့များလိမ့်မယ်တပ်ပါတီတွေဝင်လာတဲ့အခါကျတော့ပေါ့နော်နှစ်ယောက်ကြားမှာတကယ်ဟိုဒီမှာမိုးချုပ်ပြစ်ခံလိုက်ရတယ်လို့ပဲအဆင်မပြေမှုတွေနဲ့ကြုံရတဲ့သူလေးတွေရှိလိမ့်မယ်အဲ့လိုသူလေးတွေက ပေါ့နော် ကိုရဲ့ဒီ ace league ကဒီလထဲမှာတော့ပြောရမယ်ဆိုရင်တော့ကိုစီကို ဆက်သွဲမှာလဲတိတ်တော့မမြင်ရဘူးကိုအနေနဲ့ပေါ့နော်ဒီလားထဲမှာပေါ့နည်းနည်းပင်ပန်းနေရတာတွေရှိတယ်ကွတိလားဒီ relationship အဆင်မပြေမှုကြောင့်ပေါ့နော်ကိုရဲ့ဒီဟိုအလောက်ကိုင်းပိုင်းမှာဆိုရင်လဲတွားပြီးတော့ထိခိုက်ထိခိုက်တယ်ဆိုတော့အဓိကတော့ကိုစိတ်ကိုစိတ်တွေကအဆင်မပြေနေတဲ့ခါကျတော့ပေါ့နော်လှုပ်လှုပ်ရတာလည်းအဆင်မပြေဘူးပေါ့အဲ့လိုအဲ့လိုပုံစံလေးကိုပြောချင်တာပေါ့နော်အဲ့လိုမျိုးလေးနည်းနည်းပင်ပန်းနေတာမျိုးဒီကိုတွေ့ရတယ် ပြောမှဆိုတော့ဒီ relationship မှာဒါအခုလောလောလည်း separation ဖြစ်ထားတဲ့သူလေးတွေကိုပြောတာမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးကြုံခဲ့ရတဲ့သူလေးတွေဘယ်လိုမျိုးလဲဆိုတော့ကွာကိုကကြီးပဲတစ်ဖက်သက်ကြီးပဲတည်တယ်မလားအဲဆင်ဘယ်လိုပြောရမလဲမျိုးဖြစ်ခဲ့တဲ့ပုံစံမျိုးတွေပေါ့ကွာတည်လားဟိုကိုပေါ့နော်ဒါတစ်ဖက်သက်ဆန်လုံးနဲ့ပေါ့နော်တစ်ခါလေကြာရင်ဒီ relationship ကြီးကိုတိဆောက်ခဲ့တယ်ဆိုပြီးမှလည်းရရတိုင်းကနော်ကိုဘက်ကကြီးပဲဆိုတဲ့ပုံစံမျိုးတွေအဲ့လိုမျိုးပေါ့နော်ဒါ ဒီလူမျိုးတွေနဲ့ကြုံခဲ့ရတဲ့သူလေးတွေအတွက်ပေါ့နော်ဒီဒီပိုင်းလေးကိုရွှေ့ရတဲ့ energy ကိုင်ကိုက်လိုက်မယ်တချို့လေးတွေနော်အဲ့လိုမျိုးသူလေးတွေကတော့သူနှင်းကားကြတော့ဒီကထဲမှာအဆင်မပြေနိုင်သလိုနောက်ထပ်အဆင်ပြေဖို့လည်းမအနေနဲ့တိတ်တော့မခံစားမိဘူးအဆင်ပြေလာမှာတို့သူပြန်ပြီးတော့ဆက်သွယ်လာမှာတို့ပြန်ပြီးတော့ပေါ့နော်ဒါကိုယ်နဲ့ပြန်ပြီးတော့ချီနေလေးကောင်းလေးပြန်ရဖို့ဆိုတာကတော့တိတ်တော့မမြင်ဘူးပေါ့နော်ဒီအခုဒီလိုချီနေလေးကြုံနေရတဲ့သူတွေရှိရင်ပေါ့ ဘာလို့လဲဆိုတော့တပ်ပါတီကိုရွေးတော်တဲ့သူကတပ်ပါတီစီမှာပဲပျော်နေတယ်ဆိုတော့အန်နဂျီမြင်နေအဲ့ဒီမှာပဲတွားပြီးတော့ဘောနော်ဘယ်လိုပြောရမလဲဟိုတပ်ပါတီရဲ့ attraction ကြီးကနေသူ့မှာရုံမထွက်နိုင်ဘောကွာတည်လားအဲ့လိုပုံစံနဲ့ကြုံနေရတဲ့သူလေးတွေနော်အဲ့လိုပုံစံနဲ့ဖြစ်နေလိမ့်မယ်ကိုယ့်ရဲ့တစ်ဖက်သူကလीအဲ့တော့ဒီပိုင်ဝန်းလေးကိုရွေးတဲ့သူလေးတွေဒီလထဲမှာကိုယ့်ရဲ့ ace နဲ့ပတ်သက်ပြီးတော့ဘာတွေမျှော်လင့်နေတာရှိလဲ လောလောဆယ်တော့ဘာမှမညောနေမှာနဲ့လို့ပြောချင်တယ်နော်အဆင်မပြေဘူးပြန်လာဖို့လည်းရှိမှာမဟုတ်ဘူးပြန်ပြီးဆက်သွယ်ဖို့လည်းရှိမှာမဟုတ်ဘူးသူ့ဘာသာသူရှိချင်တဲ့လူနဲ့တွားချင်တဲ့နေရာစီတွားပါစေကိုကိုကိုပဲပေါ့နော်ဒီလာလေးထဲမှာတော့အကောင်းဆုံးစူးစမ်းပြီးတော့အာယုံလေးပြန်ဆိုင်ပေးပါကိုကိုကိုပြန်ပြီးတော့ချစ်ပေးပါတန်ဖိုးထားပေးပါလို့တော့အမကတော့ပြောချင်တယ်နော်အဲ့တော့ပိုင်ဝမ်းလေးတွေပိုင်ဝမ်းလေးတွေအတွက်ကတော့ဒီလာလေးကတော့อืมတိတ်တော့ ်ပေါ့နော်မကောင်းပေါ့နော်အဲ့တော့ကြောင့်မကောင်းတဲ့သူအတွက်ကိုယ်စီမှာမကောင်းတဲ့ energy တွေအဖြစ်မခံပါနဲ့လို့နော်ကိုကိုကိုကောင်းဆုံး positive energy လေးရအောင်ကြိုးစားပြီးနေပါလို့ပဲပြောချင်ပါတယ်နော်အဲ့တော့ဒါလေးကတော့ပိုင်းဝန်းလေးပါရှင် only short reading လေးဆိုတော့အမှဒီလောက်ပဲအဲပြပြပေးပါမယ်နော် ပိုင်းတူးလေးတွေမင်္ဂလာပါပိုင်းတူးလေးတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်တစ်ခါလို့ကဘာလို့ဘလို့ဆက်ရှိနေဒီလထဲမှာ သူ့စီရနေဆက်သွယ်ရရမလားဘလို့ချင်းလေးတွေရှိလို့ဆိုတော့အမကြည့်ထားတဲ့ခါကျတော့อืมအတချို့လေးတွေတော့ပေါ့နော်ပိုင်းတူးလေးတွေနဲ့သူနဲ့ဆက်သွယ်ပြင်ရတာမျိုးလေးတွေတော့ဖြစ်တတ်တယ်ဒါမှမဟုတ်အဲဒီဥစ္စာကငွေကြီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါဆက်သွယ်မိတာမျိုးလေးဥမာကကိုကသူ့စီမှာပေါ့နော်ဒါ အဲအကူကြီးတောင်းတာမျိုးဓမ္မမွှင်သူကကိုယ်စီမှာလာပြီးတော့အကူကြီးတောင်းတာမျိုးလေးတွေအဲ့လိုမျိုးဆိုရင်တော့ဗောနော်ကိုကလည်းပဲကိုယ်စင်ပြေတယ်ဆိုရင်သူ့ကိုအကူကြီးပေးလိုက်တာမျိုးလေးတွေစသဖြင့်ဗောနော်အဲ့လိုမျိုးလေးတွေကြုံရတတ်တယ်ဒါကလည်းပြောမယ်ဆိုရင်တော့မကောင်းတဲ့အနေထားနဲ့သူ့သူ့လာပြီးအကူကြီးတောင်းတာတော့မဟုတ်ဘူးဗောနော်သူ့အနေနဲ့ဟောတကယ်လဲပေါ့နော်ဒါပင်မနေရတာလေးရှိတယ်အဲသူ့ 調査にやれ配にしてよ。このとまなねりဟိုဝင်ထုံးဝင်ဖို့ပြီးနေတဲ့အပိုင်းလေးတွေရှိရပေါ့နော်အဲ့အတွက်ကြောင့်ကိုယ်ကိုလာပြီးတော့အခုညတောင်းတာမျိုးကြီးလည်းကြုံရတတ်တယ်ပေါ့နော်ဒါဒီပိုင်တူးလေးတွေကဟိုလိုမျိုးကြီးกว่าတဲ့လားဟိုပြန်ပြီးအဆင်ပြေရင်လွတ်ဆက်သွဲလာတာမျိုးတွေအဲအဲ့လိုမျိုးပေါ့နော်တည်ရမလားအဲ့လိုမျိုးအခြေအနေတော့မဟုတ်ဘူးပေါ့နော်အမမြင်ရတဲ့လောက်ကခံစားမိတဲ့လောက်ကဒီလနေထဲမှာတော့အဆက်အသွယ်လေးတော့ရနိုင်တယ်ဒီတိုင်းလေးပဲ အဆက်အသွယ်ရတာမျိုးလေးပေါ့နော်ဒါသူအကူညီတောင်းတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းတခြားသောအဆက်အသွယ်လေးပဲဖြစ်ဖြစ်ပေါ့နော်ရတာမျိုးလေးတော့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ဟိုလိုမျိုးကြီးပြန်တွဲရအောင်လို့ဆင်ပြေချရအောင်လို့အဲ့လိုမျိုးကြီးတော့မဟုတ်ဘူးဘာလို့လဲဆိုတော့တစ်ဖက်မှာလည်းနည်းနည်းလေးဟိုဘယ်လိုပြောမလဲဝင်းဒိုးဝင်းပိုးတွေများနေတဲ့သူသူတွားရမှလမ်းနည်းလေးလေးလံနေသေးတယ်ဆိုတဲ့အတွက်ကြောင့်လေအဲ့အတွက်ကြောင့်သူ့အနေနဲ့ဟိုအခြေကြီးကိုတိတ်ပြီးတော့ခေါင်းထဲမထည့်တဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးမြင်ရတယ်အာ ဒီပိုင်တူးလေးရတော့ကွာပြောမယ်ဆိုရင်တော့ third party situation တွေချောက်ဘောနော်ဒါ separation ဖြစ်သွားတဲ့ energy တွေတိတ်တော့မမြင်ရဘူးရှိတော့ရှိမှာပေါ့နော်ဒါပေမဲ့အများစုကတိတ်မမြင်ရဘူးပေါ့နော်အဲ့လိုမျိုးလေးမြင်ရတယ်ဒီလိုမျိုး separation ဖြစ်သွားတဲ့ခါကျတော့ကွာသူရောကိုရောတော့နည်းနည်းပေါ့နော်ဒါ separation ထန်တွေခံတယ်ကိုတယောက်တည်းဝမ်းနေနေတာမဟုတ်သူလည်းပဲဝမ်းနေနေရတယ်သူလည်းပဲအခုလိုမျိုး sorry ဝေးကောက်သွားရတဲ့အတွက်ကြောင့်ပြင်းမနေရတာလေး ကိုယ်တတိယနေတာရေလွမ်းနေတာရေတော့ရှိတာမြင်ရတယ်။ကိုယ့်ရဲ့ဓာတ်ပုံလေးတွေပြန်ပြီးတော့ကြည်နေတာမျိုးလေးတွေဒါကသူကြည်တာလည်းဖြစ်နေတယ်ကိုကြည်တာလည်းဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုး energy လေးတွေလည်းပဲဒီပိုင်တူးလေးတွေမှာရှိတာကိုမြင်ရတယ်။ပြောမှဆိုရင်တော့ပိုင်တူးလေးတွေကတော့အဲတယောက်ကိုတယောက်ပေါ့နော်ချစ်လျက်နဲ့ဝိနေကြတဲ့ပုံစံမျိုးလေးတွေပေါ့နော်တစ်ချိန်ချိန်မှာတော့ပြန်ဆုံနိုင်မလားဆိုရင်တော့လေအဲနောက်လာနောက်လာဒီမှာတော့ပြန်ကြည့်ပေါ့နော်နောက်လာဒီမှာဒါမှမဟုတ်ရင်လည်းနောက်ထပ်အမတင်ပေးမဲ့ဒီ left reading နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါ timeless reading လေးတွေမှာ ပြန်ပြီးတော့ပိုင်လေးတွေရွေးပြီးတော့နောက်ထောင်ကြည့်ပေါ့နော်။အော်ဒီလလေးထဲမှာတော့ဒီလိုခြေနေလေးတွေကြုံရတတ်တယ်ပေါ့နော်။အကယ်၍သူ့အနေနဲ့တကယ်ခက်ခဲနေလို့လာပြီးကုညီတောင်းနေကိုကလည်းပဲကုညီပေးနိုင်နေပေါ့နော်။အခြေအခြေအနေတစ်ခုရှိရဆိုရင်တော့လေကိုစိတ်ကကုညီခြင်းနဲ့ဆိုရင်ကုညီပေးလိုက်ပါ။ဒါကတော့အမအနေနဲ့ဒါဟိုဒါဒီတိုင်းပဲပေါ့နော်မြင်တာလေးပြပြရဆိုလीလှူလှူတယ်လို့သဘောထားလိုက်ပေါ့နော်အဲအဲ့လိုမျိုးလေးပေါ့နော်နည်းနည်းလေးတော့နှစ်ယောက်ပြည့် energy လေးရတော့ ငြိမ်ပါတယ်เนาะငြိမ်နေဟိုလိုမျိုးကြီးတွေအရင်ကြီးပူလောင်တာမျိုးတွေတော့မရှိဘူးတယောက်ယောက်ကြာကြာလူဝင်လို့ပေါ့เนาะအရင်ကြီးပူလောင်နေရတာမျိုးတော့မရှိဘူးပေါ့เนาะအဲ့တော့ဒီတိုင်းလေးပဲဒီလာလေးထဲမှာတော့ဆက်သွားပါလို့ပြောချင်တယ်เนาะအဲ့တော့ဒါ find to လေးအတွက် reading လေးဖြစ်ပါတယ်ရှင်အလုံးမဲကျေးဇူးများကြီးတင်ပါတယ်နားလာ reading လေးတွေမှာလည်းဆက်ပြီးတော့နားထောင်ကြည့်ပါเนาะကျေးဇူးတင်ပါတယ်ရှင်တတပါ